မင်္ဂလာပါကျွန်တော်တို့ဟာပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်ဈေးနှုန်းကိုအမြဲတမ်းကြည့်မိကြပါတယ်ဒါပေမဲ့တစ်ခါတလေကျတော့ဈေးကြီးတဲ့ပစ္စည်းတွေကဘာမှတိတ်မထူးကြပါ့မယ်ကျွန်တော်တို့ကိုပိုဆွဲဆောင်နေတယ်လို့သတိထားမိဘူးပါလားဒီနေ့ဗီဒီယိုထဲမှာတော့လူသားတွေဟာဘာလို့ဈေးကြီးတဲ့ပစ္စည်းတွေကိုပိုကြိုက်တက်ကြတာလဲဈေးနှုန်းကကျွန်တော်တို့ရဲ့စုံဖြတ်ချက်နဲ့စိတ်ခံစားမှုတွေကိုဘယ်လိုလွှမ်းမိုးနေလဲဆိုတာကို ိတ်ပညာရှုထောင့်ကနေနက်နက်နဲနဲဖော်ထုတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီလိုလေးမစခင်မှာ channel လေးကို like and subscribe နဲ့အားပေးကူညီကြကြဖို့တောင်းဆိုပါရစေ။ခဏနေရင်ဗီဒီယိုလေးဆက်ပါမယ်။ Welcome to my channel. ပထမဆုံးနဲ့အရှင်းဆုံးအကြောင်းပြချက်ကတော့ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာဈေးကြီးရင်ကောင်းတယ်ဆိုတဲ့အတွေ့အကြုံအလိုလျောက်တွဲဖက်နေတတ်လို့ပါပဲ။ ပစ္စည်းတစ်ခုရဲ့အရေးအသွေးကိုမသိနိုင်သေးတဲ့အခါဈေးနှုန်းကိုပဲကိုစားပြုတဲ့အညွန့်အဖြစ်ယူဆလိုက်ကြပါတယ်စိတ်ပညာရှင်တွေရဲ့လေးလာမှုတွေမှာဆိုရင်လူတွေကိုအရသာတူညီတဲ့ဝိုင်းနှစ်ခွက်ကိုတောက်ခိုင်းပါတယ်ဒါပေမဲ့တစ်ခွက်ကိုဈေးကြီးတယ်လို့ပြောထားပြီးတော့ကြံတဲ့တစ်ခွက်ကိုဈေးသက်သာတယ်လို့ပြောထားပါတယ်ရလက်ကတော့ဈေးကြီးတယ်လို့ပြောထားတဲ့ဝိုင်းကပိုအရသာရှိတယ်လို့လူအများစုကဖြေဆိုကြပါတယ်တကယ်တမ်းကျတော့ဝိုင်းနှစ်ခွက်ကအတူတူပါပဲဒါက ျွန်တော်တို့ရဲ့အုံနောက်ကဈေးကြီးရင်ပိုကောင်းရမယ်ဆိုတဲ့ expectation မျှော်မှန်းချက်ကြောင့်ဖြစ်ပါတယ်။ဒီမျှော်မှန်းချက်ကကျွန်တော်တို့ရဲ့အာယုံခံစားမှုတွေကိုပါလွှမ်းမိုးသွားတာပါ။ဤပညာပစ္စည်းတွေအဝတ်အထည်တွေမှလည်းဒီလိုပါပဲ။ပစ္စည်းအကြောင်းတိတိချာချာမသိပဲဈေးနှုန်းကိုကြည့်ပြီးဒါဆိုရင်အရေးသွေးပိုကောင်းမှာပဲ။ကြာကြာခံမှာပဲစသဖြင့်ယူဆမိတတ်ကြပါတယ်။ဒါဟာထုတ်ကုန်ရဲ့အရေးသွေးကိုတကယ်နားမလည်သေးပဲဈေးနှုန်းရဲ့လွှမ်းမိုးမှုကိုခံရတာပဲဖြစ်ပါတယ်။ လူတွေဟာဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်ယူရတဲ့ဒုတိယအကြောင်းရင်းကတော့လူမှုရေးဆိုင်ရာကဏ္ဍဖြစ်တဲ့ဂုံတိတ်ခါနဲ့ပိုင်ဆိုင်မှုခံစားချက်ကြောင့်ပါဈေးကြီးတဲ့ပစ္စည်းတွေပိုင်ဆိုင်ခြင်းဟာလူမှုအတိုင်းဝိုင်းထဲမှာကိုယ့်ရဲ့အစဉ်တန်းကိုမြင့်တင်ပေးတယ်လို့လူအများစုက ခံယူကြပါတယ်ဥပမာဈေးကြီးတဲ့ကားကောင်းကောင်းတစ်စီးမောင်းတာနာမည်ကြီးဘရန်ဖနက်တွေစီးတာဈေးကြီးတဲ့ဖုန်တုံးတာစတာတွေကိုယ့်ရဲ့စီးပွားရေးအခြေအနေနဲ့လူမှုအစဉ်တန်းကိုပြတ်တရာရောက်တယ်လို့ထင်မြင်ကြပါတယ် ။ဒါပြင်ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ယူနိုင်ခြင်းကကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကိုလည်းတိုးမြင့်ပေးတယ်လို့ယူဆကြပါတယ်။ဒါဒီပစ္စည်းကိုဝယ်နိုင်တဲ့ဆိုတဲ့အတွေ့ကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေပြီးတော့စိတ်ကျေနပ်မှုကိုပေးနိုင်ပါတယ်။ဒါဟာလူသားတွေရဲ့မွေးရပါစိတ်ခံစားမှုတစ်ခုဖြစ်ပြီးတော့ကိုယ့်ကိုယ်ကိုပြစ်ပလောကကို ပြတ်တခြင်းနဲ့ဆန္ဒနဲ့ဆက်ဆက်နေပါတယ်။ဈေးကြီးတဲ့ပစ္စည်းတွေကိုလူတွေကနှစ်သက်ရတဲ့တတိယအကြောင်းရင်းကတော့အကန့်အသတ်ရှိမှုနဲ့တီးတန့်ဖြစ်တည်မှုပါပဲ။ထုတ်ကုန်တစ်ခုကရှားပါလီ ဝဲဖို့ခက်လေလေသူ့ရဲ့တန်ဖိုးကမြင်မာလာလေဖြစ်ပါတယ်ဥပမာ limited edition ထုတ်ကုန်တွေဒါမှမဟုတ်နာမည်ကြီး brand ရဲ့ model အစ်စ်တွေထွက်လာတဲ့အခါမှာဈေးကြီးနေပေမဲ့လူတွေကအပြေးအလွှာဝယ်ယူကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကချားပါးတဲ့ပစ္စည်းတွေမျိုးပိုင်ဆိုင်သူအနည်းငယ်ပဲရှိတဲ့အတွက်ပိုပြီးတီးတန့်ကြတယ်လို့ခန်းစားရလို့ပါဒါကလူသားတွေရဲ့ fear of missing out FOMO လို့ခေါ်တဲ့ခန်းစားချက်မျိုးနဲ့ဆက်ဆက်နေပါတယ် တခြားသူတွေမပိုင်ဆိုင်နိုင်တဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်ခြင်းကစိတ်ပိုင်းဆိုင်ရာကျေနပ်မှုကိုပေးပါတယ်ဈေးကွက်ရှာဖွေရေးတမားတွေကလည်းဒီအချက်ကိုကောင်းကောင်းအသုံးချပြီးတော့ဈေးနှုန်းကိုမြင့်တင်ပါတယ်ရှာပါတယ်အကန့်အသတ်ရှိတယ်လို့ပြောလိုက်ခြင်းအပြင်ထုံးကုန်ရတန်ဖိုးကိုမြင့်တင်လိုက်ပြီးတော့လူတွေရဲ့ဝယ်လိုစိတ်ကိုနှိုးဆော်ပေးတာပဲဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့ဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုပြန်လှည့်ပြီးတော့စိတ်ပိုင်းဆိုင်ရာထိုက်တန်မှုပေးတတ်ကြပါတယ် ပစ္စည်းတစ်ခုအတွက်ပတ်စံအများကြီးသုံးလိုက်တဲ့အခါကျွန်တော်တို့ရဲ့အုံနောက်ကဒီဆုံးဖြတ်ချက်ဟာမှန်ကန်တယ်ဆိုတာကို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 ပြန်ပြောတတ်ပါတယ်။ဥပမာဈေးကြီးပေမဲ့အရေးသွေးကောင်းလို့တန်ပါတယ်။စကြခံမှမလို့ရေရှည်အတွက်တန်ပါတယ်။ကိုနဲ့တန်လို့ဝယ်တာပါစသဖြင့်အကြောင်းပြချက်တွေပေးတတ်ကြပါတယ်။ဒါကတော့ cognitive dissonance လို့ခေါ်တဲ့စိတ်ပညာသဘောတရားနဲ့ဆက်ဆက်နေပါတယ်။ကျွန်တော်တို့ရဲ့လုံရက်နဲ့အတွေးကိုညီညွတ်အောင်လှုပ်ဆောင်ပေးတဲ့သဘောပါပဲ။ တနည်းအားဖြင့်ဈေးကြီးတဲ့ပစ္စည်းတစ်ခုကိုဝယ်လိုက်တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီပစ္စည်းကိုပုံမတန်ဖိုးထားတတ်ကြပြီးတော့ပို့ပြီးတော့ဂယူဆိုင်တက်ကြပါတယ်။ဒါဟာယင်းနှမြုပ်နှံမှုကြီးတစ်ခုလို့သဘောထားပြီးတော့သူ့ရဲ့တန်ဖိုးကိုစိတ်ပိုင်းဆိုင်ရာအရာပုံမမြင့်တင်လိုက်တာပဲဖြစ်ပါတယ်။ပြီးတော့မြင်းတဲ့တိုင်းမှာပဲဈေးလုံးဆိုတာကထုတ်ကုန်ရဲ့တကယ်တန်ဖိုးကိုပြတာတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့စိတ်ပညာနဲ့လူမှုရေးဆိုင်ရာလိုအပ်ချက်တွေကိုပါလွှမ်းမိုးနေပါတယ်။ဈေးကြီးတဲ့ပစ္စည်းတွေကိုကြိုက်ရတဲ့အကြောင်းရင်းတွေကအရေးအသွေးဂုံတိတ်ခါ ရှားပါးမှုနဲ့ကိုယ့်ကိုယ်ကိုပြန်လည်ထိုက်တန်မှု ပေးခြင်းစတာတွေကြောင့်ပါဒီချက်တွေကိုနားလည်ထားခြင်းအပြင်ကျွန်တော်တို့ဟာနောက်တစ်ချိန်မှာပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်ဈေးနှုန်းတစ်ခုတည်းကိုမကြည့်ပဲကိုယ့်ရဲ့လိုအပ်ချက်တကယ့်တန်ဖိုးနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ပုံမူညံရှိတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါလိမ့်မယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသင်ရောဘယ်လိုထင်မြင်ယူဆပါသလဲဈေးကြီးတဲ့ပစ္စည်းတွေကိုဘာလို့ပိုကြိုက်မိတာလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါဦး ဗီဒီယိုလေးကိုကြိုက်နေတက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ဘေးနားက notification လေးကိုနှိပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်